လူတွေက ကိုဗီနာမှာပူပေါ်လောင်ွက်အဖြစ်အများအားရှိပြီးတဲ့သူတွေတခါတော့ကောင်းပြတဲ့သူကိုပို့ပြီးတော့အရေးတယူလှုပ်လှစ်ရှိကြပါတယ်။မင်္ဂလာပါကိုကိုကြီးပုံပြမယ့်စီးရီးယားနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကိုကိုကြီးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံပြလေးရတော့အတိလာဟောင်းမေဆိုတဲ့မြန်မာရုပ်ရပုံပြလေးပဲဖြစ်ပါတယ်။တနေ့မှတော့စိတ်ကြုံသားလေးတယောက်ဟာစိတ်တွေကိုစကြဲစီမှလှူထားနေတော့ တော်စစ်တချို့သူ့စိတ်အုပ်ထဲကိုဝင်ရောက်ပြီးတော့ရှိနေတာကိုသိသွားပါတယ်။ညနေအချိန်ရောက်တော့အဲ့ဒီတော်စစ်တွေကိုခေါ်ပြီးတော့သူ့နေထိုင်တဲ့ဂူစီကိုစိတ်တွေကိုခေါ်သွားခဲ့ပါတယ်။တော်တနေ့မှာတော့ရာသီဥတုကတော်တော်လေးဆိုးရွားနေလို့စိတ်တွေကို စကြက်တီတို့ထုံးစံအတိုင်းခေါ်မသွားနိုင်ဘူးပေါ့နော်။သူတို့ကိုခြံထဲမှာပဲထားတာပေါ့ကွယ်။စိတ်ကြုံသားလေးကသူ့စိတ်တွေကိုကြားအစာခွင့်ရုံလေးတွေကျွေးပြီးတော့အစ်စ်ရောက်လာတဲ့တော်စစ်တွေကိုတော့သူ့စိတ်အုံမှာတိုးပွားလာစေဖို့ကြီးမားကြတဲ့အစာကို ရရရောကြီးကျွေးမွေးတာပေါ့ကွယ်။ဇာတိအထုတရားလာတဲ့အချိန်ကျမှသူဟာစိတ်တွေအားလုံးကိုစကြက်စီတို့မောင်းလာခဲ့ပါတယ်။တောင်ပေါ်ရောက်ရင်ပဲသူမောင်းလာတဲ့တောင်စိတ်တွေကချက်ချင်းထွက်ပြေးသွားပါလေရော။စိတ်ကြောင်သားကအစာကောင်းမှုသောကြွေးထားပါလေနဲ့ကျေးဇူးတရားမသိပဲပြည့်ရတလားလို့တောင်စိတ်တွေကိုရေယူလိုက်တာပေါ့ကွယ်။အဲ့ဒီမှာပဲတောင်စိတ်ကပြန်လဲပြီးပြောတော့ကတော့ကျွန်တော်တို့မနေ့ကမှခမားစီရောက်လာခဲ့တယ်။ဒီတော့ကခမားရဲ့စိတ်တွေထဲကျွန်တော်တို့ကိုကောင်းကောင်းကြေးထားတယ်။ ဒါကြောင့်အခြားစိတ်တွေထက်ရောက်လာတဲ့အခါကျွန်တော်တို့ထက်သူတို့ကိုပိုဂရုစိုက်ကျွေးမွေးလိမ့်မယ်ဆိုတာထင်ရှားနေတာပဲဆိုပြီးပြန်ပြောလိုက်တာပေါ့ကွယ်မိษွေဟောင်းနေတဲ့မိษွေတီကိုကျွန်တော်တို့ပို့ပြီးတော့အရေးတူယူပြကြတယ်ကျွန်တော်တို့မိษွေဟောင်းနေဖြစ်သွားတဲ့အခါမှာတော့အဲ့ဒီလူပါမိษွေတီကိုရှာလိုက်မယ်အဲ့ဒီအခါမှာကျွန်တော်တို့ဟာနောက်တန်ကိုပုတ်ခံရမယ်အလဲပဲဆိုတာဖော်ပြကြည့်မယ်ဖြစ်ပါတယ်လူတွေကကိုဗေနာမှာဘူပေါ်လောင်ဘက်အဖြစ်အမြဲတမ်းရှိပြီးတဲ့သူတွေ တခါတော့ကောင်းပြတဲ့သူကိုပို့ပြီးတော့အရေးတယူလှုပ်လှိရှိကြပါတယ်ဒုက္ခရောက်မှာအမိကို တားတဲ့သူတွေပေါ့ဗျာကိုဗီနာမှာစိုးရုပ်ကောင်းမဲ့အဖြစ်အများနဲ့ရှိပြီးတဲ့တငငချင်းမိတ်ဆွေတွေကိုတံပိုးထားထားကြပါစေကျေးဇူးသူရောက်ဒီတန်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ကောင်းသောညနေကိုပိုင်ဆိုင်နေကြပါစေနော်